ကျွန်တော်တို့ဒီနေ့ကတော့ဒါဒေဝမီစီဇန်2ရဲ့ပထမဆုံးစပြီးတော့ရိုက်ကူးတဲ့နေ့လေးပေါ့နော်ဒီနေ့မှာကျွန်တော်ဒီပြိုင်ပွဲဝင်ဒီအားလုံးတယောက်မှမမြင်ဘူးသေးပါဘူးဒါကိုလည်းကျွန်တော်စိတ်လှုပ်ရှားပါတယ်ကျွန်တော်ပြိတက်တင်နေတာဂိမ်းကြီးဆော့မယ် အစီအစဉ်တွေလောက်ရမှာဆိုတော့ကျွန်တော်နဲ့ကျွန်တော်အားပေးတဲ့ပရိသတ်တွေနဲ့နီးနီးကပ်ကပ်အချိန်ကြာကြီးအတူတူရှိရမှာဆိုတော့ကျွန်တော်တို့အရင်စိတ်လှုပ်ရှားနေပါတယ်ဘလိုမျိုး challenge တွေလာမလဲဆိုတာလည်းခုထိမသိသေးပါဘူးခင်ဗျာဒေဝမီအစီအစဉ်ကိုကျွန်တော်ဝင်ပြီးတော့ပါဝင်ဖြစ်တဲ့အကြောင်းရင်းကတော့အဓိကတော့ကျွန်တော်ပရိသတ်တွေကြောက်ပေါ့နော်ကျွန်တော်ပရိသတ်တွေနဲ့ကျွန်တော် ဒါကျွန်တော်အသက်တွေအများကြီးကြီးသွားတဲ့ခါကြလို့ရှိရင်ဒီ moment လေးကိုကျွန်တော်ပြန်ပြီးရောကြည့်ကျင်နေအဲကျွန်တော်အားပေးတဲ့ပြည်သက်တွေနဲ့ကျွန်တော်ဒီလို activity များများလုပ်နိုင်နေကောင်းနေပဲဆိုတဲ့စိတ်နဲ့ကျွန်တော်ပါဝင်ပြခြင်းဖြစ်တဲ့ကိုအောင်ရဲလင်းရဲ့ guest အနေနဲ့ကျွန်တော်ဒီ day room season မှာလာပြီးတော့ကျွန်တော်တပိုင်းဝင်ရိုက်သွားပေးဘူးတယ်အဲ့ဒီတော့ကလည်းကျွန်တော်နော်နော်ပြောင်ပြောင်နဲ့အရန်ပြောဖို့ကောင်းတယ်ပေါ့နော်ပြောဖို့ကောင်းတယ်ဆိုတာအဲဒီအနုပညာရှင်တွေကိုသူတို့အားပေးတဲ့ပြည်သက်တွေနဲ့အတူတူ တွေ့မြင်ရတာက ကြည်နေလူရဲ့အဖို့ဒါပြုံးပြီးတော့ဗောနော်ချစ်ဖို့ကောင်းတယ်လို့လည်းကျွန်တော်မြင်တယ်ပြိတ္တနဲ့ကျွန်တော်တို့ဒီလိုမျိုးအချိန်ကြာတည်တူရှိမယ်ဆိုတာကျွန်တော်တို့အတွက်လည်းနောက်တစ်ချိန်မရနိုင်တယ်လို့သူတို့အတွက်လည်းနောက်တစ်ချိန်ရနိုင်ဖို့အတွက်ခဲရင်မယ်လို့လည်းကျွန်တော်ထင်တယ်ဆိုတော့ဘာဖြစ်ဖြစ်နိုင်ဒီဖြစ်သည်ရှုံးနေဖြစ်စီဒီစီစဉ်မှာဘယ်ချိန်ပြန်ကြည့်ကြည့်အာဒေဝုမေဆိုရဲ့စီစဉ်လေးရတော့သူတို့အားပေးရဲ့အနုပညာရှင်တရားကိုငါတို့ဒီလိုမျိုးပါဝင်ဖြစ်ခဲ့ပါလားပါဝင်နိုင်ခဲ့ပါလားဆိုတာအမှတ်တရဖြစ်နေမယ်လို့ထင်ပါတယ်